ားလုံးပဲမင်္ဂလာပါ။ Anxious Blog ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆိုတော့ကျွန်တော်ဒီနေ့မှာတော့အာစင်ပေါ်မှာရှိတဲ့ဒီ Shangri-La Hotel ပေါ့နော်။ဆိုတော့ကျွန်တော်အိမ်မှာပူဝေးလေးတွားစားပြီးတယ်။ဆိုတော့အဲ့ရ Dining Experience လေးကဘယ်လိုရှိလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ကြပါဦးနော်။ ူ့ရဲ့ location ကတော့ကျွန်တော်တို့ဒီအာ Somerset and Martinez လို့လို့ရှိရင်တော့ကျွန်တော်တို့ဒီ7မိနစ်လောက်လမ်းလျှောက်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီလမ်းကတော့သူကအဲ့ဒီ Steven Road နဲ့ဒီ Anderson Road ရဲ့ကြားထဲမှာသူကရှိရပေါ့နော်တကူရောက်ရောက်နေနေရတော့ဝင်ချင် entrance ပေါ့နော် ဆိုတော့ဒီဝင်ဝင်ချင်း entrance မှာဆိုသူရဲ့ centralizer ဆိုတဲ့ကဲကိုအရင်အမိုက်စာဖြစ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဆိုင်ကန်းလေးကိုလည်းကျွန်တော်တွေ့နိုင်တယ်ပေါ့နော်ဆိုတော့သူကဒီသူ့ရဲ့ဒီ hotel product တွေကိုသူကဒီဆိုင်နေဖွင့်ပြီးတော့ဒီ coffee bar cafeteria ပုံစံမျိုးနဲ့ဖွင့်ထားတယ်မုတ်တီဆိုတဲ့အဆုံရှိရပေါ့နော်ဒါပေမဲ့ဒီဟာကတော့ကျွန်တော်တို့က buffet ဆားမှာဖြစ်တဲ့တကြောင်မို့ဒါကတော့ဒီသူ့ hotel မှာဖွင့်ထားတာဟာပေါ့နော် ဆိုရင်ပြီးဟိုတယ်ရမှာရှိရသည့် swimming pool လေးပါဒါကတော့ဒါလေးကတော့ထဲမွေးငယ်ပြင်မှာစောက်နေတာပေါ့နော်ဆိုတော့ဒီထဲမှာသူကဒီ buffet မတိုင်ခင် buffet မဝင်ခင်မှာသူကကို list ပေးထားတယ်ဆိုတော့သူတို့သွားပြောပါလိမ့်တယ်စားတောက်တွေကတော့ဒီမှာမြင်တဲ့အတိုင်းပဲပေါ့နော်သူမှာတော့ဒီအာ တရုတ်စာတွေရှိမယ်ပြီးတော့ Indian food တွေလည်းရှိရပါတော့เนาะဆိုတော့ဒီမှာဝတ်သားတုံးတဲ့တိုင်းဆိုလည်းထူပြီးပြီးတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Indian နဲ့ပတ်သက်တဲ့ဒီဟင်းနေဟင်းကမွေးကြိုင်တွေမျိုးစုံရှိရဲ့ပြီးရင်မန္တန်ပြားလည်းရှိရဲ့ပြီးရင်ဒီ natural stay ဒါတော့ Indonesian food တွေပါเนาะဆို Indonesian food တွေဆိုတော့ရှိရပါတော့သူမှာ ာတော့တယောက်ရှောင်းလုံးပေါင်းပါအဲရော western food ဒီပေါ့နော်ဆို western food မှာဆိုရင်တော့ပါကာဘီဆို mini ပါကာလေးရှိတယ်ပြီးတော့အမားဒီအကျော်လော်လေးလည်းရှိတယ်ပြီးတော့ french fries လည်းရှိတယ်ပေါ့နော်ဆိုတော့အမကိုပေါ့ကိုဒီဘာကာမကြိုက်တဲ့လူတွေတော့ကိုပေါ့ကိုဒီမှာ ဆက်လက်လေးစားခြင်းလည်းဆိုလို့ရှိရင်လည်းရှိရပါဘောเนาะဆိုငါးဆိုလို့ရှိရင်လည်းဒီမှာတစ်ကောင်လုံးချတာပြည့်ရယ်ကိုလိုချင်တော့စားပါဘောเนาะလေးဆိုလို့ရှိရင်လည်းပစုံဟိုကြုံနှင်းနဲ့ကြော်ရတာလေးပေါ့နော်ဒါဆိုလေးဆိုဆန်ဝစ်လေးရှိမယ်ဒီဇတ်ဒီဇတ်ကတော့ cheese ဆိုလို့ရှိရင်3-5မျိုးချတာပြည့်ရယ်ပေါ့နော် ျွန်တော်စားပါတော့မယ်ဆီဖူးတွေဆိုလဲဒီမှာဆီဖူးကြိုက်တဲ့တပိုင်းဆိုလို့ရှိရင်တော့အဆုံရှိရပါတော့ဒါပေမဲ့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့အဲဆေးချင်းတူတူဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ Pan Pacific Hotel ကျွန်တော်ပို့ဘောကြတယ်အဲအဲ့ဒီ hotel အကြောင်းသိချင်တယ်ဆိုရင်တော့ကျွန်တော်ရှေ့ဘလော့မှာသွားပြီးကြည့်လို့ရပါတော့ ဲ့ဟိုတယ်ကတော့သူကပို့ပြီးတော့ဒီလက်ရှိဈေးနဲ့ဆိုတော့ပို့တန်တယ်ဒါပေမဲ့သူအားတချင်တယ်အားနေချင်မှာเนาะအဲ့မှာ dessert လေးတွေကတော့ဒီ Shangri-La ပို့ကောင်းတယ်အာတမျိုးစီပဲတချို့လူကြတော့မှ dessert ကိုပို့ပြီးတော့ prefer ဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီ Shangri-La ဟိုတယ်ကိုပို့ပြီးတော့ comment ပေးရမှာเนาะဆိုတော့ဒီ Pan Pacific ကကြတော့သူကစားတော့ပိုင်ဆိုင်ရာပို့ကောင်းတယ်အဲ gate ဒီပါတွေကတော့ဒီ Shangri-La ပို့ပြီးတော့ရှိပါတယ်ဆိုတော့တယောက်စာကိုအနည်း 3ဒေါ်လာ80လမ်း3ဒေါ်လာ86ဒေါ်လာ range တွင်ကြာတွေ့မှာဖြစ်ပါတယ်။တော့အဝါစာပေါ့နော်။ခုဗီဒီယိုလေးကိုကြည့်ရှုအပ်ပြတဲ့အတွက်ကြောင့်မလို့လည်းကျေးဇူးများတင်ရှိပါတယ်။နောက်နောက်မှာလည်းကျွန်တော်တို့ဒီဘယ်လိုမျိုးဟိုတယ်မှာသွားစားပြစ်မလဲဆိုတာကိုစောင့်မျှော်အပ်နေပဲ။အာ see you on that next video. bye bye.